နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့နဲ့ပြည်နံစီရတော်တို့ပိုင်ဆိုင်မှုအငင်းပွားနေတဲ့တာမွေမျိုးနဲ့နှချောင်းရက်ွက်ရှိမဟာတန်တိဒုက္ခကျောင်းတော်ကြီးကိစ္စနဲ့ပတ်သက်ပြီးတရားမျှတမှုရှိဖို့အတွက်နိုင်ငံတော်အနေနဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်တရက်ဖွဲ့ပြီးဆောင်ရွက်ပေးရမယ်လို့ကျောင်းပိုင်ဆိုင်မှုနဲ့ပတ်သက်လို့တရားစွဲဆိုခံထားရတဲ့လန်ဒန်စီရတော်ဥပဒေရာကမိကြားပါရတယ်။အောက်တိုဘာ9ရက်မွန်းလွဲ2နာရီကမဟာတန်တိဒုက္ခကျောင်းတိုင်းအနီးရှိဇေယမင်္ဂလာစာသင်တိုင်းမှာပြုလုပ်ခဲ့တဲ့မဟာတန်တိဒုက္ခကျောင်းတိုင်းနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာလန်ဒန်စီရတော်ကအဲ့လိုမိကြားခဲ့တာဖြစ်ပါတယ်။အခု ုလိုចောင်းလိုက်ပိုင်ဆိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတန်ကာတုကြားစည်းလုံးမှုမရှိတာကိုနိုင်ငံရေးအရာအသုံးချလိုက်ရင်မြန်မာဒီမိုကရေစီအရေးကိုထိခိုက်နိုင်တဲ့အတွက်စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကိုလွှတ်တော်ကဖွဲ့စည်းပေးဖို့လိုအပ်တယ်လို့လန်ဒန်ဆရာတော်ကမိကြပါတယ်။ဒါကိုနိုင်ငံရေးအသုံးချတယ်လို့နော်ဒီတန်ကာတော်ရဲ့မတည့်မှုဒီနေရာကိုမိစားထုံအောင်မိစားထိုးပြီးတော့နိုင်ငံရေးလုပ်လိုက်လို့ရှိရင်မြန်မာနိုင်ငံကိုနိုင်ငံသားတွေလိုချင်တဲ့ဒီမိုကရေစီကချက်ချင်းရတာသွားနိုင်တယ်အရေးဟာအမတ်တအရေးကြီးကြီး ဒါကြောင့်မလို့သူတွေရဲ့အတုံးချမှုမခံရနိုင်ငံတော်ကတိတိကျကျနဲ့အထူးစုံစမ်းစစ်ဆေးရေကော့ပတီခုကိုပါလီမန်ကနေပြီးတော့အခုလိုလူ့ခွင့်ရေးကော်မရှင်လိုပဲမဲခွဲဆုံးဖြတ်ပြီးတော့လှုပ်တင်တယ်လို့ဘုန်းကြီးတို့ကအကြံကြောင်းတော့ မဟာတန်နိဒုက္ခကြောင့်တိုက်အရေးကိစ္စနဲ့ပတ်သက်ပြီးအောက်တိုဘာ၈ရက်နနက်၁၀နာရီကနေပြီးတော့ရှိသာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနရုံးမှသာသနာရေးဦးစီးဌာနကတရင်စာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးသာသနာရေးဦးစီးဌာနအနေနဲ့ပြည်နယ်ဆရာတော်ကိုကြောင့်တိုက်ပြန်လဲအနက်မှမဟုတ်ကြောင်းနဲ့မဟာနာအဖွဲ့ကိုမတောင်းမှန်တဲ့အတွက်လက်နက်ဆရာတော်ပါဝင်ဆရာတော်၅ပါးကိုတရားစွဲဆိုထားတဲ့အမှုကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ကြောင့်တိုက်ကိုပြန်အပ်မယ်ဆိုရင်တရားစွဲဆိုထားတဲ့အမှုကိုရုတ်သိမ်းမပေးလဲမဟာနာကိုတောင်းမှန်မယ်လို့လက်နက်ဆရာတော်ကမိန့်ကြားထားပြီးကြောင့်တိုက်ပြန်အပ်တဲ့အတွက် ွက်ဥပဒေအတိုင်းပဲရင်ဆိုင်မယ်လို့လန်လန်ဆရာတော်ကဆက်လက်မိကြပါတယ်။ဘုန်းကြီးတို့ကတော့အလုပ်နဲ့ပြောတာပေါ့။ဘုန်းကြီးတို့ကမပြောဘဲနဲ့နေတဲ့အခါကျတော့ဒီလိုမတောင်းတမ်းလို့ရှိရှိဘုရားမလုပ်ဘူးဆိုရင်အခုကဘာလုပ်လို့ဆိုရင်ဘုန်းကြီးတို့ထပ်ပြောရတာပေါ့။ဥပဒေနဲ့ပဲရင်ဆိုင်ရမှာပေါ့။ဥပဒေနဲ့အမှန်တရားကိုဆုံးဖြတ်နိုင်မှာဖြစ်တယ် ကြောင်းတိုက်အရေးကိစ္စနဲ့ပတ်သက်ပြီးနောက်ဆုံးအဆင့်အနည်းနဲ့တန်ခါဝိနေစီယာခုံယုံဖွဲ့ပြီးဖြည့်ရှင်းမှသာပိုင်ဆိုင်မှုအပြေမှန်ပေါ်လာမှာဖြစ်တယ်လို့အငိမ့်စားတရားသူကြီးဦးထင်စောကပြောကြားပါဗျာ။ဒီလိုနေနေနဲ့ပြောလို့ရှိတာလေဒါလည်းညာဖြည့်ရှင်းစစ်တာနောက်ဆုံးဖြစ်ဘဒုမတာဝါမယ်ဒီနေနဲ့ခုံယုံလေးဖွဲ့ပါဆုံးချလိုက်တယ်ခုံယုံဆိုတဲ့တန်ခါရီနဲ့တိုင်နေတာတော့ဝိနေစီယာခုံယုံဖွဲ့ပါဆီဆုံးချတာအဲ့ဒီခါကျတော့နော်ပြင်းနေကြတယ်မပိုင်ဘူးဒီစီစစ်ပြတ်သွားရတယ် တူပိုင်ပိုင်ဆက်ချတာရှင်းနေမှာနမို့ဆိုလို့ရှိရင်ဒါအတူပိုင်ပိုင်နဲ့ပိုင်ပိုင်နဲ့ငေးပွားနေဒီပြဿနာတွေရှိရှိရှိနေဒီဌာနတို့မှာဖြစ်နေတဲ့ဒီလိုမှာဖြစ်တဲ့ကိစ္စဌာနတက်ဖို့ကြောင်းမှရှိရှိတိုက်ပြီးတက်ဖို့ကြောင်းမှရှိ မဟာတန်နိဒုက္ခကြောင့်တိုက်ကိုနိုင်ငံတော်တန်ခမဟာနာယကအဖွဲ့မဟာနာကပိုင်ဆိုင်နေဆိုပြီး2014ခုနှစ်ဇွန်လ10ရက်ည10နာရီခန့်ကလန်ဒန်ဆရာတော်ပါဝင်တန်ခါတော်တွေကိုကျောင်းတိုက်ကနေဖယ်ရှားပြီးလန်ဒန်ဆရာတော်ပါဝင်ဆရာတော်၅ပါးကိုသာသနာတော်ညွှန်းနှံစေမှုပုံမှန်295ကကြီအထက်တန်ခါစကားမနာခံမှုတန်ခါဥပဒေပုံမှန်20မြင်းဆောင်90နဲ့ရန်ကုန်တိုင်းဒေသကြီးတိုင်းသာသနာရေးဦးစီးမှုဦးစိန်မော်ကတရားစွဲဆိုခဲ့တာဖြစ်ပြီး2015ခုနှစ်ဒီဇင်ဘာ10ရက်မှာသာသနာညွှန်းနှံစေမှုပုံမှန်295ကကြီအမှုက ိုတရားရှင်လွတ်ပေးခဲ့ပေမဲ့အထက်တန်ခါစကားမနာခံမှုတန်ခါဥပဒေပုံမှ20မြင်းဆောင်60အမှုကိုဇေယျတော်တွေဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်ဒီသတင်းကိုစံတွင်ညူပြူတို့ကတရားစိုးလင်ကပေးပို့တာဖြစ်ပြီးကျမဤလင်ကတင်ဆက်တာပါ